ရန်ကုန်အပြည့်ပြည့်ဆိုင်ရာလေးစိတ်မှာမလေးရှားနိုင်ငံကွာလန်လပူမြို့ကိုသွားရောက်မဲ့အသက်24နှစ်အရွယ်အမျိုးသမီးတဦးထံကနေစိတ်ကြွဆေးပြား3400ကိုဖမ်းဆီးရမိခဲ့တယ်လို့ဇွန်လ28ရက်နေ့ကရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ဒီမူရင်ဆေးဝါးတွေကို ဇူလိုင်လ26ရက်နေ့မွန်းလွဲ12:15မိနစ်အချိန်က MH741 လေယာဉ်နဲ့ရန်ကုန်မြို့ကနေမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုထွက်ခွာမယ်။အသက်24နှစ်အရွယ်အမျိုးသမီးတဦးရဲ့ခီးဆောင်အိတ်ကိုရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထားမင်းတူပြပထွက်ခွာဆောင်မှာရှိတဲ့ Main X-ray ဆက်မှာစစ်ဆေးမှုတွေဆောင်ရွက်စဉ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီလိုဖန်ဆီးရမိရမှာ WY စိတ်ကြွယူသွဆေးပြထည့်ထားတဲ့အထုတ်18ထုတ်ကိုတွေးရှိခဲ့ကြောင်းသိရပြီးအဲ့ဒီအထုတ်တွေထဲကနေစိတ်ကြွဆေးပြ3400ကိုဖန်ဆီးရမိခဲ့တာဖြစ်ပါတယ်ဒါကြောင့်စိတ်ကြွဆေးပြတွေတဲဆောင်လာတဲ့အသက်24နှစ်အရွယ်ရှိတဲ့အဆိုပါမျိုးသမီးကိုမင်္ဂလာရုံမြို့နယ်ရဲစခန်းမှာမူရင်းဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုအဖွဲ့အရေးယူထားတယ်လို့သိရပါဗျ။အလားတူပဲဇွန်လ25ရက်နေ့က တောင်ကလာပါမြို့နယ်မှာရှိတဲ့စားတောက်ဆိုင်တဆိုင်ရဲ့ကားပါကင်မှာတောင်ကြီးမြို့ကနေရန်ကုန်မြို့ကိုမူရင်စေဝါလာရောက်ရောင်းချတဲ့အမျိုးသမီးကိုစိတ်ကြွယူသွဆေးပြား2000နဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။